မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါရယ်ဂျေဇုတော်ကြောင့်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမနောဝတ္ထုခန်းကြီး6အပိုင်းငယ်၄ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရယ်ငါတို့မူကားဆုတောင်းပတ္ထနာပြုခြင်းနှုတ်ကပတ်တရားတော်ကိုဟောပြောခြင်းအမှုတို့ကို အမြဲပြု၍နေမည်ဟု ဆိုကြ၏ဒီနေရာမှာ အသင်းတော်အရေးအရာကိစ္စတွေကတော်တော်လေးကို များပြားလာပါတယ်လူဦးရေများလာတာနဲ့အမျှလူမှုရေးကိစ္စတွေလည်းများပြားလာပါတယ်ဖြည့်ရှင်းရမယ့်အကြောင်းအရာတွေလည်းရှိလာပါတယ်အဲ့ဒီခါမှာတမန်တော်ကြီးတွေကအသင်းတော်ကို ထောက်ပံ့မဲ့သူတွေကိုရွေးချယ်ရပါတယ်သူတို့ကတော့ဆုတောင်းပတနာပြုခြင်းနှုတ်ကပတ်တရားတော်ကိုဟောပြောခြင်းအမှုတော်ကိုပဲပြုမယ်ကျန်တဲ့လူမှုရေးကိစ္စတွေကိုတော့ တင်းထောက်တွေကလုံရမယ်ဆိုပြီးတော့မှဒီလိုမျိုးဆုံးဖြတ်ကြတာတွေ့ရပါတယ်။ဒါကအင်မတန်ကောင်းတဲ့ကိစ္စပဲဖြစ်ပါတယ်။အမှုတော်ဆောင်တွေတနည်းအားဖြင့်တင်းအုပ်တွေဓမ္မဆရာတွေကနှုတ်ခတ်တော်ကို ကောင်းကောင်းတင်ပြပေးဖို့လိုပါတယ်။အဲ့လိုတင်ပြနိုင်ဖို့လေကိုယ်တိုင်ကနှုတ်ခတ်တော်ကိုသိချစွာလိလစီးပူးဖို့လိုပါတယ်။ကိုယ်တိုင်နှုတ်ခတ်တော်ကို စင်ချင် အောင်မေ့ပြီးနှုတ်ခတ်တော်ကိုသိချစွာနားလည်ပြီးသူတစ်ပါးကိုလိုက်လျှောက်တတ်အောင် သင်ပေးနိုင်ဖို့ရန်က သင်အုပ်တီဓမ္မဆရာတွေရဲ့တာဝန်ပဲဖြစ်ပါတယ်ပြီးတဲ့အခါမှာယုံကြည်သူတွေကိုဆုတောင်းပေးခြင်းမာနရဲ့တကိုးများကိုချိုးဖြတ်ပြီးတော့မှဖရာရဲ့တကိုးတော်မာဇခြင်းကိုတောင်းခံခြင်းစတဲ့ဆုတောင်းမှုတွေအမျိုးမျိုးကိုလည်းပြုလုပ်နေရမှာဖြစ်ပါတယ်သာသနာလောကမှာအရေးကြီးတာကသွန်သင်ဆုံးမခြင်းဖြစ်ပါတယ်ကျန်းကန်နေမရှိရင်သွန်သင်မှုဆိုတာလည်းရှိမှာမဟုတ်ပါဘူး တုံ့တင်မှုတွေမရှိဘူးဆိုရင်လေသာသနာတော်ဟာတည်တံ့ခိုင်မြဲမှာမဟုတ်ပါဘူးယေရှုခရစ်တော်ရဲ့တုံ့တင်ချက်တွေနှုတ်ကပတ်တရားတော်တွေကိုတုံ့တင်ဆုံးမပြည့်ပြည့်မှုတွေရှိနေလို့သာယနေ့ထိတိုင်အောင် ခရိယန်သာသနာကတည်တံ့နေတာပဲဖြစ်ပါတယ်အကယ်၍များတုံ့တင်မှုတွေမှားယွင်းကုန်မယ်တုံ့တင်မှုတွေအားနည်းကုန်မယ်ဆိုရင်ယုံကြည်ခြင်းတွေလည်းပျောက်ပြတ်ပြီး လူတွေဟာလမ်းလွဲကုန်မှာပဲဖြစ်ပါတယ်ဒါကြောင့် အမှုတော်ဆောင်ဆရာတွေအနေနဲ့တခြားလောကီရေးရာ ကိစ္စတွေနဲ့အချိန်ကုန်ပင်ပန်းနေတာမျိုးမဖြစ်သင့်ပဲနှုတ်ကပတ်တော်တင် जा ခြင်းလေးလာခြင်းနဲ့ဆုတောင်းခြင်းမှသာ ပိုပြီးအားဆိုင်ဖို့လိုတယ်လို့နားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့အရေးရာတွေများပြားလာတဲ့အသင်းတော်မှာအရာရာကို သင်အုပ်ဆရာတွေကကင်တွယ်လှုပ်ဆောင်ဖို့မဖြစ်နိုင်ပါဘူးနေရာတိုင်းမှာသင်အုပ်ဆရာတွေကို အားကိုးပြီးတော့မှ ပါဝင်စေဖို့မဖြစ်နိုင်ပါဘူး။သင်အုပ်ဆရာတွေဓမ္မဆရာတွေကိုနှုတ်ကပတ်တော်သင်ကြားခြင်း၌သာပိုပြီးအလေးထားတတ်ဖို့ဆုတောင်းခြင်းအားကြီးတဲ့သူတွေဖြစ်ဖို့သာ အားပေးဖို့လိုပါတယ်။ကျန်တဲ့ဝေယဝိစာတွေ၊ယုံကြည်သူတွေရဲ့လူမှုရေးကိစ္စတွေ၊တာရေးနာရေးကိစ္စတွေမှာအစအမျိုးမျိုးသော အရာတွေကိုတခြားသော စုဂျေစုရှိတဲ့သူတွေကဝိုင်းကူလှုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ဓမ္မဆရာတွေသင်အုပ်တွေကိုတော့နှုတ်ကပတ်တော် တင်ကြားပို့ချခြင်းဝေးမြခြင်းအမှုမှာပို့ပြီးလုံနိုင်ကိုင်းနိုင်အောင်ကျွန်တော်တို့ကပံ့ပိုးပေးရမှာဖြစ်ပါတယ်။ဒါမှသာလျှင်အသင်းတော်ရဲ့ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ယုံကြည်ခြင်းကိုတည်ဆောက်မှုမှာထိရောက်မှာဖြစ်တယ်လို့နားလည်သိရှိစေချင်ပါတယ်။ဖြတ်ရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရုပ်ကိုကြီးစုတင်နေကျွန်တော်တို့ရဲ့သင်အုပ်တွေဓမ္မဆရာတွေနှုတ်ကပတ်တော်ကိုကိုယ်တိုင်ပိုင်းခြားနားလည်ပြီးသွန်သင်တတ်တော်သူများဖြစ်စေဖို့ပါစားပါ။ အသင်းတော်ရဲ့တာရေးနာရေးမှစအမျိုးမျိုးသောဝေယဝစ္စတွေကိုဝိုင်းကူညီတက်သောယုံကြည်သူတွေလည်းရှိလာစေဖို့ကိုတော့မဆတော်ဘူးပါယေရှုတင်တဲ့ဖာနာမတော်ပုံကြီးပါစေ တနေ့တာလုံးကိုလက်ဝဲအနမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာမှာလည်းမိမိသည်ဘယ်နေရာမှာရှိလဲဆိုတာသိပြီးတော့မှမိမိကိုဖျားပေးထားတဲ့စုယေရှုနဲ့ပါဝင်တက်စေဖို့မဆတော်ဘူးပါ ဂျေစုတင်လက်တဏိတာလုံးကို စက္ကတ်တဲ့ခါသခင်ယေရှုခရစ်တော်နာမ၌စက္ကတ်အနံဆုတောင်းပါ၏အာမင်